င်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ် ARD တိုင်းမူဝင်မြို့ကိုစကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရောက်လာတဲ့အချိန်မှာမီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက်ရုပ်ရုပ်တဲတဲတွေဖြစ်ကြတယ်လို့မူဝင်မြို့ခန့်နေစရာနေသိရပါဗဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လာမဲ့မူဝင်မြို့ကမွေးမြူရေးနဲ့စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းအနီးအနားမှာရှိတဲ့အောင်စုပန်တရက်ကွက်မှာမီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက်ရုပ်ရုပ်တဲတဲဖြစ်ခဲ့လို့ဆိုပါတယ် စစ်ကောင်းဆောင်ကနိုဝင်ဘာလ23ရက်နေ့မနက်မှာအမှတ်၁ရက်ကွက်မှာရှိတဲ့မွေးမြူရေးနဲ့စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းဖွင့်ပွဲကိုတွားရောက်တာဖြစ်ပြီးခလာယာ29တက်မှာအသင်းလှုပ်ထားတဲ့ဟက်စကီကွင်းမှာဆင်းသက်ခဲ့တယ်လို့မိုးဝင်မျိုးခန်တွေကပြောပါရတယ်။ စစ်ကောင်းဆောင်လာတဲ့အတွက်မူဝင်းမြို့ပေါ်ကလမ်းနေမှာလမ်းထိပ်တစ်ခုကိုစစ်ကောင်စီတပ်ဖွဲ့ဝင်၃ယောက်နဲ့ရဲတပ်ဖွဲ့ဝင်၂ယောက်လက်နက်အပြည့်စုံနဲ့ကင်းချထားပြီးမူဝင်းမြို့ကန်နာလန်တရုတ်ဘုံကျောင်းနဲ့အထက်အမြင့်အဆောက်အဦတွေပေါ်မှာပါစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကစနိုက်ပါတနက်တွေနဲ့လုံခြုံရေးယူပေးထားတယ်လို့သိရပါတယ်ရှင် စစ်တပ်တွေဝန်ရံထားတဲ့မင်္ဂလာရုံမြို့နယ်ထဲမှာကြားဖြတ်ငွေလိမ်လုပ်ငန်းအထိုင်ချလုပ်ကိုင်နေရတဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုတာတွေရှိပေမဲ့ဟန်မပြတ်ဆက်ရှိနေတယ်လို့မြို့ခံတွေဆီကနေသိရပါဗါ။အဲ့ဒီကြားဖြတ်ငွေလိမ်လုပ်ငန်းတွေကတော့စစ်တပ်ပတ်လည်ရှိနေတဲ့ခေပင်လမ်းကွင်းနဲ့တညင်းကုန်းလမ်းစုံကြားမှာအထိုင်ချပြီးလုပ်ငန်းလုပ်ကိုင်နေတာတွေရှိတယ်လို့ကိုယ်တိုင်ငွေလိမ်ခံရပြီးအဲ့ဒီနေရာကိုရောက်ခဲ့ပူတဲ့သူတွေကထုတ်ဖော်ပြောဆိုထားကြပါဗါ။ မျိုးခန့်နေငွေလိန်ခံရတဲ့သတင်းတွေထွက်လာခဲ့ပြီးတဲ့နောက်မှာကြားဖြန့်ရုံရှိတဲ့နေရာစီကိုလူဝင်ထွက်တွေတင်းကျပ်ထားပြီးလုပ်ငန်းဆက်ရှိနေသေးတဲ့လှုပ်ရှားမှုတွေလည်းဆွတ်တိနေရတယ်လို့ကိုယ်တိုင်ငွေလိန်ခံရသူတွေမိသားစုဝင်တယောက်ကပြောပါဗျ။အဲ့ဒီကြားဖြန့်လုပ်ငန်းအနီးပတ်ဝန်းကျင်မှာတမ646တငင်းကုန်းစစ်သားစုဆောင်ရေးတပ်စစ်ဆေးတပ်ကတို့စစ်တပ်လိုင်းကမ်းမင်္ဂလာတုံမြို့မှာရဲစခန်းတို့ရှိနေတဲ့အတွက်စစ်တပ်ရဲ့အကာအကွယ်ယူပြီးလုပ်ငန်းလည်ပတ်နေတဲ့သဘောဖြစ်နိုင်တယ်လို့မြို့ခံပြည်သူတွေကပြောဆိုကြပါဗျ။ ကြားဖြန့်ငွေလိမ်လုပ်ငန်းမှာနိုင်ငံတကာကအမြင့်ပြက်နှိမ်နှင်းဖို့လိုအပ်တဲ့ပြဿနာတစ်ခုအဖြစ်နဲ့သတ်မှတ်ထားပြီးအဲ့ဒီလုပ်ငန်းတွေကြီးထွားလာအောင်အကာအကွယ်ပေးနေတဲ့သူတွေပါအရေးယူဖို့လှုပ်လာပါတယ်။အဲ့ဒီကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်မှုမရှိဘူးလို့စစ်တပ်နဲ့နေကြာဆောင်တက်ခေါင်းဆောင်ပိုင်းတွေကအသေးအတန်ညှင်းဆို့ထားကြပြီးတော့ဟန်ပြနှိမ်နှင်းရေးလုပ်ရက်တွေကိုအသုံးပြုပြီးဝါရဖြန့်နေတာရှိနေပါတယ်ရှင်။ ဩစတြေးလျနိုင်ငံဗစ်တိုးရီးယားပြည်နယ်မဲဘုံမြို့မှာမင်းမော်ကွန်ခေါင်းဆောင်ပါဝင်ပြီးဒရိုက်တာကိုပေါက်ရိုက်ကူထားတဲ့ပြုံးပြုံးလေးຫນွေဦးတော်လန်ရဲ့ရုပ်ရှင်ဇာတ်ကားကိုနိုဝင်ဘာလ22ရက်နေ့ကပြသခဲ့ပါတယ်။မောင်တူးသတင်းတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါနွေဦးတော်လန်ရေးမတိုင်ခင် ကာလ2020ရွေးကောက်ပွဲကာလအာနာသိပ်ပြီးနောက်လူငယ်တွေတော့ခိုလာကြတဲ့အခြေအနေတွေပြင် တော်ရင်စွန်စားကန်တိုက်ပွဲတွေအကြောင်းရိုက်ကူးထားတဲ့ပြုံပြုံလေးရုပ်ရှင်စကားကိုမဲဘုံမြို့ဗစ်တိုးရီးယားတက္ကသိုလ်မှာပြသခဲ့တာပါပြုံပြုံလေးရုပ်ရှင်ကို ပြရတဲ့အဓိကရည်ရချက်ကတော့လေအာကျွန်တော်တို့မြန်မာပြည်သူတွေကနေပြီးတော့ဒီဘေးနဲ့မှာဒုက္ခတွေခံစားနေကြဆိုဒါကိုဒီမှာရှိတဲ့အမှုပညာရှင်တွေကမြန်မာပြည်သူတွေနဲ့တသားတည်းရက်တယ်ရလာတဲ့ရံမွေတွေကိုတော်နိုင်ရေးအတွက်ဒီကျွန်တော်တို့အခု အချမ်းပတ်စစ်ကော်မတီကိုအအမြန်ဆုံးမြန်မာပြည်အဖယ်ရှားရေးအတွက်အရမုံဝင်ရှာတယ်ပြီးလို့ရှိလို့ရှိရင်တော်လိုင်းမှာပါဝင်ပြီးတော့ခန္ဓာကိုယ်ပေးလှူလိုက်ရတဲ့ရဲဘော်ရဲမေတွေအတွက်ကိုဒီရရတဲ့ရမုံဝင်တွေကိုအတော်ကိုပေးလှူပါတယ်ရုပ်ရှင်ပြပွဲမတိုင်ခင်အကယ်ဒမီမင်းမော်ကွန်ရုပ်ရှင်တရုတ်ဆောင်ဒေါင်းရုပ်ရှင်တရုတ်ဆောင်ထားထက်ထက်နဲ့အစိုးရအီတင်ချွေတို့ကဒေသချင်းတွေနဲ့လည်းဖြောပြေခဲ့ကြပါသေးတယ် ်။ဒီနေ့ပြည်လာပြီးတော့ကျွန်တော်အပြေးကြရတယ်အပြေးကြရတယ်ဝင်းရံကြရတယ်ကျွန်တော်ရဲ့ဒီတော်လိုင်းပြည်သူအားလုံးအားလုံးကိုကျွန်တော်တို့အဲပြည်သူလေးအရှင်အခွေသားများအားလုံးရဲ့ပူဇော်အကျိုးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီကားကိုလည်းကျွန်တော်တို့တော်လိုင်းကြီးကိုပဲတရားရကနေစီစဉ်ပါတယ်အားလုံးကြည့်ကြရတယ်ဟုတ်ကဲ့ကျွန်တော်တို့လေမဲဆောက်တို့ချင်းမိုင်တို့ဘန်ကောက်တို့ပေါ့နော်တခြားနိုင်ငံတကာမှာလည်းအားပေးတယ်ပေါ့နော်ပြည်ပြုံးလေးကိုအားပေးတဲ့ဒီကမ္ဘာလုံးကပြည်သက်တွေပေါ့နော် အဲ့တို့ရောဗာပြောခြင်းလဲဗျာနောက်ဆုံးပေါ့ဟုတ်ကဲ့ဗျာဟိုကျွန်တော်တို့ကအကုန်လုံးတော်လိုင်းခီးကြီးကိုရှောက်နေကြတာဖြစ်ပါတယ်ဒီလိုအဲကျွန်တော်တို့ယုံယုံကြည်ကြည်နဲ့အဲဝိုင်းပြီးတော့အားပေးကြတဲ့အတွက်လည်းကျွန်တော်တို့ရှေ့ဆက်ပြီးတော့တော်လိုင်းရေကိုထောက်ဖို့အတွက်ခွန်အားတွေပို့ပြီးတော့ဖြည့်ရပါတယ်ဒီအတွက်ကိုကျွန်တော်တို့တော်လိုင်းရေအောင်တဲ့အထိနိုင်တဲ့အထိကိုကျွန်တော်တို့အားလုံးပြုဆက်သွားကြမယ်လို့ကျွန်တော်အားလုံးကတိပေးပါတယ်ဟုတ်ရုပ်ရှင်ပြပွဲအတွင်းမှာຫນွေဦးရပုံငွေအစားတောက်နဲ့အဝတ်ထည် ရောင်းချပွဲကိုလည်းပြုလုပ်ခဲ့ကြပါသေးတယ်။ဟုတ်ရည်ရွယ်ချက်ကတော့ခုနပြောသလိုပဲဒီထောက်ဖို့ကိုအတွက်နော်ထောက်ဖို့အတွက်လုပ်တဲ့အတွက်အဲရည်ရွယ်ချက်ကထောက်ဖို့ကိုလုပ်တာပြီးလို့ရှိရင်ဒီအောင်မြင်လားဆိုတော့အောင်မြင်ပါတယ်။ဘာလို့200တက်ကက200ထက်ကောင်ကျော်ပြီးတော့ဟိုရောင်းရတဲ့အတွက်ဒီရတဲ့ပတ်စံကလည်းတက်ကက်ထက်ကျော်တယ်ပေါ့နော်။ကျော်တဲ့အတွက်အောင်မြင်တယ်လို့ပဲ ိုပြောချင်ပါတယ်ပြီးလို့ရှိရင်ဒီလာတဲ့လူတွေအကုန်လုံးကလည်းဒီရုံအပြည့်လာပြီးတော့လာရောက်အားပေးတဲ့အတွက်အကျဉ်းအားရမှုလို့ရှိပါတယ် Thank you. ူတရလုံးအောင်ပါဝင်ပြီးတော့မှလှုပ်ရှားနေတဲ့တော်လှန်ရေးဖြစ်တဲ့အတွက်ပြည်သူတော်လှန်ရေးဖြစ်တဲ့အတွက်အောင်းကိုအောင်မြင်မယ်လို့ယူဆပါတယ်။အဲ့ဒါလိုလည်းမြင်တယ်ပေါ့နော်။ဒီတော်လှန်အဲဒီတော်ဒီကားလေးကလည်းဒီပြုံးပြုံးလေးကားလည်းအတော်လှန်ရေးကိုတကယ်အောင်ပွဲရအောင်ဆောင်ရွက်ဖို့အတွက် message ပေးနေတယ်လို့ message ပေးတဲ့ကားဖြစ်တယ်လို့ပဲမြင်ပါတယ်။အဲ့လိုပဲခံစားရတယ်။ရုပ်ရှင်လက်မှတ်တစ်စောင်း Aussie dollar 40နှုန်းနဲ့ရောင်းချခဲ့ပြီးရောင်းရငွေအားလုံးကိုတော့ မြေပြင်တော်လှန်ရေးဖွဲ့တွေစီပေးပို့သွားမှာပါခင်ဗျာကျွန်တော်မောင်တူပါဒီ VV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။